အလုံးမဲ့မင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် pick up by reading ကတော့သူ့အတွေးတွေကိုစီရောက်နေလားဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေး၃ပုံလေးကနှစ်သက်ပုံလေးတစ်ပုံကိုရွေးချယ်ထားပါ โอเคဒါဆိုရင်ဖိုင်ယူလို့ပြီးလောက်ပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းမြလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ချလာလို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောင်းမင်းမြလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp phone number တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်နေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp phone number ရောထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေအဲ့တော့တစ်ဖက်လူကသူ့ရဲ့အတွေးတွေကိုစီရောက်နေလားဆိုတာကြည့်လိုက်ကြရအောင် တ်လူကတော်တော်ခတ်နေနော်တနာဖို့လည်းကောင်းတယ်တနာဖို့လည်းမကောင်းအဲ့လိုဖြစ်အဲ့တော့ဖြစ်နေတဲ့ပုံကဘယ်လိုဖြစ်နေလဲဆိုတော့လေတစ်ဖက်လူကလေ အဲ့တော့အခုကောင်းစင်ပေါ့နော်သူ့ရဲ့အတွေ့တွေကိုစီရောက်နေလားဆိုလို့ရှင်တော့ဒါ yes လို့ပြောရမှာနော်အဲ့တော့သူ့ရဲ့အတွေ့တွေကိုစီရောက်နေတယ်မှန်တယ်နော်ဒါပေမဲ့လို့အဲ့ရောက်နေတဲ့အတွေ့တွေကို သူသည်ဘာဖြစ်လို့များပေါ့နော်ဟိုသူကမရောက်တဲ့ပုံစံမျိုးသူကနေချင်တာသိလားသူ့ရဲ့ပုံစံကပေါ့နော် ပြောမယ်ဆိုလို့ရှင်ကိုကိုအမ် gym site ပါဘူးနော်အာကိုကသူ့ရဲ့ life မှာအဲ့လောက်ထိအေးပါနေတဲ့အရာမဟုတ်ပါဘူးဆိုတော့ပုံစံမျိုးနဲ့သူကဖော့ ဒီလိုမျိုးကြီးပေါ့နော်နှစ်ယောက်ကြားမှာရှိတဲ့ connection ကိုအဲ့လိုမျိုးကြီးဖော်ကျူးထားတာမျိုးတွေ့တယ်။ဒါကကောင်းလျာမျိုးလားဆိုတော့အဲ့ဒီလောက်ရဲ့ချီကမကောင်းပေါ့နော်ပြောရမယ်ဆိုလို့ရှင်တကယ်တမ်းကျတော့အဲ့လိုမျိုးမလုတ်တင်နော်မလုတ်တင်ဘာလဲဆိုရင် ကိုယ်စိတ်ထဲမှာပေါ့နော်သူဒီကိုယ့်ပေါ်မှာအာစိတ်ဝင်စားမှုရှိတယ်ဒါမှမဟုတ်ဆိုလို့ရှင်သူဒီကိုယ့်ပေါ်မှာ attention ရှိတယ်စိတ်ခံစားချက်ရှိတယ်နော်ချစ်ချင်းမေတ္တာရှိတယ်စသဖြင့်အဲ့လိုမျိုးတွေရှိတယ်ဆိုရင်ဒါရှိနေတဲ့အတိုင်းပဲ အာနေရမဲ့ပုံစံကအမှန်တရားအတိုင်းပဲဖြစ်ရမှာဒါပေမဲ့အဲ့လိုအမှန်တရားအတိုင်းမဟုတ်ဘဲနဲ့ဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့အခါကျတော့သူဒီရင်ထဲမှာတော့ရင်ထဲသူ့ရဲ့ရင်ထဲနှလုံးသားထဲမှာတော့ပေါ့နော်ကိုယ့်ကိုနေရာတစ်ခုပေးထားတယ်ချိုးဆိုလို့ရှိရင်နိသူ့ရဲ့ဒီဘယ်ဘက်ရှင်အောင်ထဲမှာကိုဒီဘလောက်တောင်မှနေရာယူနိုင်လဲဆိုလို့ရှိရင်တခြားပေါ့နော်တခြားတခြားတခြားပေါ့နော်ဟိုလူတွေရှိတယ်ဆိုလို့ရှိရင်တော့မှာ ကိုကပေါ့နော်အဲ့တခြားတခြားလူတွေနဲ့တမိုးချင်းမတူဘူးကွာတိလာအဲ့လိုပုံစံမျိုးဟောအဲ့လိုပုံစံမျိုးတော့ရှိရပေါ့နော်အာဘာကြောင့်လဲဆိုလို့ချင်းဥမာတခြားလူတွေဆိုတာကပေါ့နော်အဲသူသူ့ရဲ့ life မှာသူ့ရဲ့ဘဝမှာတခြားသူတွေဆိုတာကဒီတိုင်းလေးပဲမဟုတ်နော်ဒီတိုင်းပဲအပေါ်ယံသဘောမျိုးပဲဖြစ်ကောင်းဖြစ်မယ်နော်ဒါမဲ့လို့ကိုကကြတော့အဲ့လိုမဟုတ်ဘူးသူ့ကို အဲပေါ့နော်သူ့ရဲ့နှလုံးသားထဲမှာတစ်ခုခုပေါ့နော်အမှတ်သားဖြစ်သွားအောင်လို့နော်အဲဟို तू မတွေ့မကြုံဘူးတဲ့ तू မရဘူးတဲ့အတ္တတရားတွေရသွားအောင်လို့ပေါ့နော်ဟော तू မရှိခဲ့ဘူးတဲ့အလေအကျင့်တွေ तू မှာရှိလာအောင်လို့စသဖြင့်အဲ့လိုမျိုးပေါ့နော်သူ့ကိုနည်းနည်း significant ပေါ့အာမမတတာဖြစ်အောင်ပေါ့နော်ကိုဘကနေလုံနိုင်တဲ့အရေးချင်းရှိတဲ့ဟိုလူတယောက်ကိုဟာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ အဲ့တကြောင့်မို့လို့เนาะဟိုဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကကိုကိုအဲ့လိုမှတ်မှတ်သားသားဖြစ်တယ်ဗောနော်တနည်းအားဖြင့်ပြောရမယ်ဆိုချို့အရာတွေမှာ तू မသိတဲ့အရာတွေအာတိသွားတာမျိုးဒုံမို့လို့ရှိရင်လည်းပေါ့နော်အာ तू တိပြီးသားဖြစ်နေတယ်ဒါပေမဲ့တိတိရနဲ့ तू ဆိုးနေမိုင်းနေတာမျိုးရှိရယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကိုကြောင့်မို့လို့အချို့အရာတွေက तू လမ်းချောင်းတဲ့သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ် ေးလားအဲ့လိုမျိုးလေးတွေရှိရဲ့ဥစ္စာကို तू ਆ လဲသူ့ကိုသူတော့သိတယ်เนาะမသိတာတော့မဟုတ်ဘူးဒါပေမဲ့ तू ဒီကိုယ့်ပေါ်မှာဟိုစိတ်မရှိဟန်စိတ်မဝင်စားဟန်เนาะအဲ့လိုမျိုးတွေစောင့်နေတတ်တယ်ပေါ့เนาะသူ့ရဲ့ပုံစံအဲ့လိုစောင့်နေတတ်တကယ်တမ်းကြတော့သူ့ရဲ့တကယ်ရှင်တဲ့နှလုံးသားထဲမှာအဲ့လိုရှိနေရမဟုတ်ဘူးသိလားဒါကမနေ့ပြီးတော့နောက်တစ်ခုကဒီမှာရှိနေသေးရဘယ်လိုလဲဆိုတော့သူ့ရဲ့အတွေ့တွေကိုယ်စီရောက်နေတယ်ဆိုတာကိုအဲသူကိုယ်တိုင်ပေါ့နော်အဲ့လိုမျိုး လက်မခံအောင်လို့เนาะလက်မခံစီခြင်းနဲ့ပတ်ဝန်းကျင်တစ်ခုလဲရှိနေတယ်เนาะဖိုင်ဝမ်းနေတဲ့တစ်ဖက်လူနဲ့ကြားထဲမှာအဲ့လိုမျိုးပတ်ဝန်းကျင်တစ်ခုကရှိနေရမျိုးလဲတွေ့ရတယ်ပေါ့เนาะဆိုလိုတာသူဒီကိုရှိမှာကိုစီစိတ်ရောက်နေတယ်ဆိုတာကိုဟိုမလိုလားတဲ့ပတ်ဝန်းကျင်တစ်ခုလဲရှိရပေါ့เนาะအကယ်၍သူဒီတကယ်တမ်းသူ့ရဲ့စိတ်ကံသာကျွန်တော်လုံးသားအမှန်ကကိုစီကိုရောက်နေရဆိုရင်တောင်မှပဲ ကြားရတဲ့ community တခုက မရောက်စေအောင်လို့ပေါ့နော်အဲ့လိုအာယုံလွှဲပေးတာမျိုးနော်ဟိုဟိုပြောဒီပြောပြောတာမျိုးစပြင်ပေါ့နော်အဲ့လိုမျိုးဟာတွေသူကိုယ်တိုင်လည်းနားယောင်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်ယုံကြည်တယ်နားယောင်တယ်အဲ့လိုမျိုးယုံကြည်တဲ့နားယောင်တဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်ကလည်းကိုယ့်ကိုအဲကိုကသူ့ရဲ့အတွေးတွေကိုအဲမပိုင်ဆိုးထားနိုင်ပါဘူးဆိုတဲ့ပုံစံမျိုးဟန်ဆောင်နေတတ်တယ်နော်အဲ ကိုကိုကပေါ့နော်သူ့အတွက်ဘာမှအရေးမပါသလိုချို့ပေါ့နော်ဟိုချို့ relationship တွေပြတ်လို့ရှင်မတွေ့ဘူးလားနော်ပြောတယ်ဟုတ်ဘာဖြစ်ပါ one good two ခံမှာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအထာမျိုးပေါ့နော်သူ့ဘက်ကနေချိုးနေတတ်တယ်ဒီလားအဲ့လိုပုံစံမျိုးရှိနေတာကိုကြည့်လိုက်လို့ရှင်တော့ဘာမှဖြစ်တယ်လို့ပဲအဟီဟဲဟဲနဲ့ပေါ့နော်ချို့ဆိုလို့ရှိရင်မအပေါင်းသင်းနေတယ်ယုံယုံနဲ့ဟီဟဲဟဲနဲ့လုံနေမယ်အဲအပြင်းမကလူတွေကြည့်မယ်ဆိုလို့ရှင်တာမန်အပေါ်ရန်သမားတွေအကုန်ကြည့်မယ်ဆိုလို့ရှင်အော်ဟုတ်တယ်သူဒီကိုပေါ်မှာ အဲစိတ်ကြလာချက်မရှိဘူးအတွေးမရှိဘူးပေါ့နော်သူ့ရဲ့အတွေးထဲမှာကိုဒီနေရာမယူထားနိုင်ဘူးဒီလိုပဲမြင်မြင်ဖို့ပေါ့နော်မြင်မြင်ရတော့တယ်ဒါပေမဲ့ terror ကကြတော့အဲ့လိုမဟုတ်ဘူးသူဒီကိုယ်ပေါ်မှာစိတ်ကြလာချက်အပြည့်အဝရှိတယ်နော်ချစ်ချင်းမေတ္တာလို့ပြောမယ်ဆိုလို့ရှိရင်လည်းချစ်ချင်းမေတ္တာပါဆိုင်တာ relationship သမားတွေလာကြည့်ရဆိုလို့ရှိရင်လည်းဒီလိုဒီကိုယ်ပေါ်မှာချစ်ချင်းမေတ္တာအပြည့်အဝရှိတယ်နော် အဲ့လိုပုံစံမျိုးခုနပြောသလိုကိုနဲ့ဟိုကိုနဲ့ level တူပေါ့နော်ပေါင်းသိဆက်ဆံတဲ့သူတွေရှိရဆိုလို့ရှိရင်အဲသူ့ရဲ့လက်ရှိပေါ့နော်စိတ်အခြေအနေအနေထားကဂျန်တဲ့သူတွေနဲ့ကိုနဲ့ထားထားတဲ့ level ချင်းကိုမတူတာတိလာကိုဟာတက်တက်ပေါ့နော်သူ့ရဲ့ life ထဲမှာကွဲထွက်နေတယ်နော်တနည်းအားဖြင့်သူ့ကိုပေါ့နော်အဲ့လိုမျိုးတမျိုးမျိုးနဲ့ပေါ့နော်ကိုကနေပြီးတော့လေဟိုပုံစံဖန်တီးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအစွမ်းစာတမျိုးတောင်ကိုရှိမှာ ရှိနေတာကိုသူကိုယ်တိုင်လည်းသိရပေါ့နော်ဒါပေမဲ့ तू အဲ့ဒါအောင်နည်းနည်းကြောက်တယ်နော်ဒါပေမဲ့ तू ကပြန်ပြီးတော့ဘာလုပ်ချင်တာလဲဆိုတော့ဟိုလူတွေအမြင်မှာ तू ကပေါ့နော်ကိုယ် manipulate လုပ်တယ် तू ကနိုင်တယ် तू က influence လုပ်လုံးနိုင်တယ်ဆိုတော့ပုံစံမျိုး तू ကပို့ပြီးတော့လိုချင်တာသိလားပို့ပြီးတော့လိုချင်တာနော်ဟိုရင်ထဲမှာ तू ဟာ तू အကယ်၍ဖိုင်ဝမ်းနေတဲ့တစ်ဖက်လူနဲ့ကဟိုလောက်ဝေဂျိုးဝမ်းတခုလို့ပြောမယ်ဆိုလို့ရှိရင်မင်းနဲ့ငါနဲ့ဝမ်းဝမ်းထိုးမလားဆိုရင်အဆင်ပြေတယ်သိလား အဲသူ့ရေချင်းကိုရေချင်းပေါ့နော်ဒါတိတက်ထိတ်တိုက်တွေ့ရထိတ်တိုက်တွေ့ရဆိုတော့ပြဿနာမရှိဘူးအဲအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟိုဘက်က community တစ်ခုလုံးအုပ်စုတစ်ခုလုံး ਨੇ ဖိုင်ဝမ်ကကြတော့တယောက်တည်းအဲ့လိုမျိုး ပုံစံမျိုးဖြစ်လာပြီဆိုလို့ရှိရင်တစ်ဖက်လူကလည်းသူ့ရဲ့အရေးချင်းနဲ့အစ်စ်မှန်နဲ့မဟုတ်ဘဲနဲ့ပေါ့နော်လူမိုင်းအားကိုပုံစံမျိုးနဲ့ဟိုပုံတရံအတွင်တရံပြောင်းသွားတတ်တယ်ကိုနဲ့ပတ်သက်ပြီးတော့လေ အဲ့လိုမျိုးတွေကြောင့်မလို့ဖိုင်ဝမ်းနေရတဖက်လူတွေငါပေါ်မှာအဲသူ့ရဲ့အတွေ့အကြုံတွေရှိရောရှိရောရှိရလားမရှိဘူးလားဆိုတာမျိုးတွေတွေးရဖြစ်စရာတွေကြုံနေတတ်တယ်တကယ်တမ်း reality အမှန်တရားပေါ့နော် actually ပြောရမယ်ဆိုလို့ရှိရင်အမှန်တရားကတော့တကယ်ရှိတယ်เนาะသူ့ရဲ့အတွေ့အကြုံဟာကိုယ့်ရှိမှာတကယ်ရှိတယ်เนาะတကယ်ရှိရအောင်ပြောတကယ်ရှိတယ်ဟမ်အဲ့လိုမျိုးလေးတွေ့ရပါတယ်เนาะဒါဆိုရင်ဒါကဖိုင်ဝမ်းလေးတွေအတွက်အဖြေဖြစ်ပါတယ် ဒါဆိုရင်ဒီပုံလေးတွေဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူးလေးတွေတဖက်လူရဲ့စိတ်ထဲ Oh sorry သူ့ဒီထဲမှာကိုရှိလား อืมซิซอกับจังไปละทีเนาะทีเน Ten of Wands ဒီကတော့ Fine Two ရဲ့တစ်ဖက်လူကတော့နည်းနည်းလေးပေါ့နော်တနာဖို့ကောင်းတဲ့ပုံစံမျိုးရှိအဲ့ပြောရမယ်ဆိုလို့ရှိရင်လေ Fine Two ရဲ့တစ်ဖက်လူကပေါ့နော် Fine Two နဲ့တစ်ဖက်လူနဲ့ကြားထဲမှာ သူများတွေက Fine Two တွေကို Fine Two လေးတွေကိုပေါ့နော် အဲနင်းရတစ်ဖက်လူကပေါ့နော်ဒီလိုမျိုးပြောတတ်တယ်ဒီလားဟိုနင်းရတစ်ဖက်လူကနင်းကိုပေါ့နော်တကယ်တောင်းဆိုမရှိပါဘူးမချစ်ပါဘူးစသဖြင့်အဲ့လိုမျိုးပြောတာကလေမဟုတ်ဘူးဒီလားမဟုတ်ဘူးမဟုတ်ဘူးတစ်ဖက်လူဒီပေါ့နော်ပြပြောချင်တာကဟိုဘယ်လောက်ပဲပေါ့နော်သူဒီကြံတဲ့လူတွေရှိမှလေဖိုင်ဝန်းနဲ့မတူတဲ့ energy ကအဲ့ဒါပဲဒီလားဖိုင်ဝန်းကကြတော့အဲ့လိုမဟုတ်ဘူးသူကိုယ်တိုင်က ါဖိုင်ဖိုင်ဝမ်းလေးတွေကိုဖိုင်ဝမ်းတော့ကကြတော့နော်ဖိုင်ဝမ်းတော့ကကြတော့တစ်ဖက်လူကလေဖိုင်ဝမ်းတွေကိုစိတ်ကံသာချက်ရှိရယ်ဆိုရင်တော့သူကလူတွေရှေ့မှာသူနိုင်နေဆိုတဲ့ပုံစံမျိုးလိုချင်တာဒါကြောင့်မလို့သူတီသူ့အတွေးထဲမှာဖိုင်ဝမ်းနေမရှိဘူးဆိုတဲ့ပုံစံမျိုးကိုသူကအသွင်ဆောင်နေတာဒါပေမဲ့ဖိုင်2ကြတော့အဲ့လိုမဟုတ်တော့ဘူးသိလားဖိုင်2ကြတော့အဲ့လိုမဟုတ်တော့ဖိုင်2လေးတွေ ရဲ့တစ်ဖက်လူကပေါ့နော်သူဒီကြံတဲ့လူတွေရှိမှသူကသူဆရာကြီးဘလောက်ပဲလှုပ်ချင်းလှုပ်ချင်းသိလားသူဒီဘာကောင်ကြီးပဲဖြစ်ဖြစ်သဘောတရားအဲ့လိုဖိုင်တူးတွေရှိမှဆိုလို့ရှင်တော့ဖိုင်တူးလေးတွေလက်ထဲမှာသူကလေအလျှော့ပေးခြင်းနဲ့နော်အလျှော့ပေးခြင်းနဲ့စိတ်ရှိပြီးသားရှိပြီးသားသိလားအဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေါ့နော်ဖိုင်တူးလေးတွေအတွက်ကောင်းတဲ့ချက်ဘာလို့လဲဆိုတော့လေတစ်ဖက်လူကပေါ့နော်ဖိုင်တူးလေးတွေကိုတော်တော်လေးကို အကယ်၍တငယ်ချင်းဆိုလို့ရှိရင်လည်းအယံတောင်းတင်ရှိတယ်လို့နော်အယံချစ်တယ်ချစ်ချင်းမေတ္တာအယံရှိတယ်နော်အတော်တော်လေးကိုရှိတာပေါ့နော်ဖိုင်တူးလေးတွေရတဲ့ဖက်လို့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဟိုတကယ်ရောရှိရလားလို့တန်တရားဖြစ်เสียလူမျိုးတောင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူဒီတိတ်ပြီးတော့မဖို့ပြဘူးတည်လားမဖို့ပြဘူးတချို့ကြတော့ဖို့ကိုဖို့မပြတတ်တာပေါ့နော်ဖို့မပြတတ်ဘူးစကားနဲတယ်လို့ပါလို့အဲ့ဖိုင်တူးရတဲ့ဖက်လို့မှာဒါမျိုးလေးတွေရှိတတ်တယ် နော်တချို့ကကြတော့မဖို့ပြတာဗောနော်မဖို့ပြဘူးဆိုတာလေတခုကဗာလဲဆိုတော့ဒီဖိုင်တူးရဲ့အနေချင်းမှာကြောက်ဖိုင်တူးလေးတွေကိုတစ်ဖက်လူကနည်းနည်းကြောက်တယ်ဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်သီလားဖိုင်တူးလေးတွေကဗောနော်တစ်ဖက်လူကိုနိုင်ခြင်းတဲ့ပုံစံမျိုးကံကြမ်းတော့အဲ့လိုပြထားတာဗောနော်အပြင်မှာနိုင်တာမနိုင်တာရိတာမသိနော်အဲ့တော့ ဖိုင်တူးလေးတွေကတစ်ဖက်လူကိုနိုင်ချင်တဲ့ပုံစံမျိုးရှိတယ်เนาะကန်လျာကလည်းနိုင်ချင်တဲ့ပုံစံမျိုးရှိတယ်အဲ့လိုနိုင်ချင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူဒီဖိုင်တူးလေးတွေကိုအလျှော့ပေးနေရတယ်လို့ဖြစ်တဲ့အတွက်သူ့ဘက်ကနေနည်းနည်းလေးပေါ့နော်စိတ်ထဲမှာပင်ပန်းနေเนาะစိတ်ပင်ပန်းနေဒါပေမဲ့ဘလို့ပဲစိတ်ပင်ပန်းပါစေเนาะအဲနှစ်ယောက်ကြားမှာပေါ့နော်ဘလို့အနှောက်အယှက်တွေပဲရှိပါစေဖိုင်တူးလေးတွေရဲ့တစ်ဖက်လူက ဖိုင်တူးတွေအပေါ်မှာ အာအရန်ကိုပေါ့နော်ချစ်ချင်းမေတ္တာတွေအများကြီးရှိတယ်ဆိုတဲ့အချက်ကိုဘယ်သူမှမတော်လာပြီးတော့ပြင်နိုင်မဲ့ပုံစံမျိုးမမြင်အောင်သိလားအဲ့ဒါတော့တော်တော်ကောင်းတဲ့အချက်ပဲနော်တော်တော်ကောင်းတဲ့အချက်ပဲပါလို့ဆိုရင် तू ကဖိုင်တူးလေးတွေ ကိုပေါ့နော်သူ့ဘက်ကနေကိုအလိုလိုပေါ့နော်အလျှော့ပေးထားတဲ့စိတ်မျိုးရှိတယ်နော်အကယ်၍လူရှိလူတွေရဲ့အရှိမှလည်းဖိုင်တူးလေးတွေကနိုင်တယ်လို့အထင်ခံရတယ်ဆိုရင် तू ကအဲ့ဒီနိုင်ခွင့်ပေးတယ်နော်တစ်ဖက်လူပါလေဩနိုင်တယ်ဆိုလို့ရှိရင်လည်းနိုင်ခွင့်ပေးတယ် तू ကအရှုံးပေးတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်သိလားအဲ့တော့ဖိုင်တူးလေးတွေအနေနဲ့ပေါ့နော်အရင်ကတော့မနိုင်ပါနဲ့ဘာလို့လဲဆိုတော့တစ်ဖက်လူသည်အော်တည်တည်ချာချာပေါ့နော်ညှိညှိနန်းနန်းပြောမယ်ဆိုလို့ရှိရင်ပြောလို့ရတဲ့ ဆက်ဆံရေးတစ်ခုထဲမှာတော့ပါတယ်เนาะဟိုအကယ်၍သူ့အနေနဲ့ပေါ့နော်ကိုကိုသူ့ဘက်ကချစ်ခြင်းမေတ္တာရှိရဲဆိုတာကိုလည်းမဖော်ပြဘူးဆိုရင်တောင်မှပဲအာစိတ်ထဲမှာပေါ့နော်မုံလို့မဟုတ်ဘူးမပြောချင်လို့မဟုတ်ဘူးအာလို့ပြောမယ်ဟိုချူကြနောက်တလို့ပြောင်းတလို့နဲ့ဖုံးကွယ်တာမျိုးတောင်ရှိတတ်တယ်တိလားအာ မေးလိုက်လို့ရှင်ပေါ့နော်ကိုကိုတောင်းစီရှိရလားဘာညာမေးလိုက်တယ်ဆိုလို့ရှင်တော့တစ်ဖက်လူကပေါ့နော်မရှိဘူးလို့အဲ့လိုမျိုးပြောတယ်ဆိုရင်အဲ့ဒါကတော့တကယ်အမှန်တရားဟုတ်မနေဘူးသီလားသူစိတ်ထဲမှာရှိတဲ့အဥ္စာကိုပေါ့နော်ပြောင်းပြန်ပြောတာပြောင်းပြန်ပြောတယ်ဆိုတော့နောက်ပြီးပြောလိုက်တာသီလားခဏနေကြလို့ရှင်ပြန်ပြောမှာပဲရှိပါတယ်လို့ပြန်ပြောမှာပဲသီလားသူ့ရဲ့အတွေ့အထဲမှာကိုရှိပါတယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေရှိတယ်ပေါ့နော် အဲ့တော့ဖိုင်တူးလေးတွေရဲ့တစ်ဖက်လူကဖိုင်တူးလေးတွေအပေါ်မှာအလေးနက်ထားတယ်เนาะအလေးနက်လည်းထားတယ်အာကြီးကြီးမားမားလည်းတွေးတယ်ပေါ့เนาะကိုယ်နဲ့ပတ်သက်ပြီးတော့အများကြီးတွေးတယ်အလုံးလိုက်ခဲလိုက်ကြီးကိုတွေးတယ်เนาะဒါကြောင့်မလို့သူဒီအာကိုယ်နဲ့ပတ်သက်တဲ့ဆက်ဆံရေးမှာနည်းနည်းလေးဝင်ထုတ်ဝင်ဖို့များတယ်အာစိတ်ပြည့်စုံမှုများတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေးထားတယ်เนาะ အဲဘလိုပဲဖြစ်ဖြစ်သူ့ဘက်ကနေပြီးတော့ဗောနော်သူ့ရဲ့အတွေးတွေထဲမှာကိုရှိတယ်ဆိုတာကိုအာသိစေခြင်းနဲ့အတွက်ကြောင့်မလို့သူကအင်းသူ့ဘက်ကတော့စူးစမ်းမှာဗောနော်အဲရုပ်ပိုင်းဆိုင်ရာဝိထုနဲ့ပေးပြီးတော့ရုပ်ဝိထုပိုင်းဆိုင်ရာပစ္စည်းကိုပေးပြီးတော့တသက်ပြတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အင်းစိတ်ခံစားချက်ကိုဗောနော်မြင်တာအောင် ဖော်ပြပြီးတော့အဲ့လိုမျိုးပေါ့နော်သူတနည်းနည်းနဲ့ပေါ့နော်သူ့ရဲ့ဒီသူ့အတွေ့အထဲမှာကိုယ်တည်နေရယူနိုင်ပါတယ်ဆိုတာသူ့ဘက်ကကိုယ့်ပေါ်မှာပေါ့နော်အာမေတ္တာတရားတန်စင်နေကြီးကြီးမားမားရှိပါတယ်ဆိုတာကိုမြင်သာအောင်လို့သူကနေပြီးတော့နော် သူအတက်နိုင်ဆုံးပေါ့နော်သူတက်နိုင်နေနီလန်းနဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုဝယ်ယူပြီးတော့တောင်ကိုယ့်ရဲ့ဆန္ဒတွေကိုဖြည့်ပေးတတ်တယ်ဆိုတာမျိုးလေးပေါ့နော်တွေ့ထားရတယ်နော် တော့တစ်ဖက်လူသည်ကောင်းတဲ့အချက်ကပါလဲဆိုလို့ရှင်သူ့ရဲ့အတွေ့အထဲမှာကိုရှိတယ်ဆိုတာကိုပေါ့နော်သူကဟိုတိတိပပပဲလက်ခံတယ်နော်လက်ခံတယ်ရှိတယ်ဆိုတာလဲသူ့ကိုသူသိတယ်အကယ်၍ဖိုင်ဝမ်းနဲ့မတူတဲ့အချက်ကပါလဲဆိုလို့ရှင်ပေါ့နော်ဘေးလူတွေကပေါ့နော်အဲသူကကိုကိုပေါ့နော်အဲ့လိုမျိုးမရှိပါဘူးလို့ပြောရင်တောင်မှသူလက်ခံမှာမဟုတ်ဘူးကိုကလည်းသူ့ပေါ်မှာပေါ့နော်တောင်းစင်မရှိပါဘူးလို့အဲဘေးရပေါ့နော်ပြောတဲ့လူတွေရှိတယ်ဆိုလို့ရှင်တောင်မှပဲသူက လက်ခံမှာမဟုတ်ဘူးသူ့ရဲ့ပေါ့နော်ခံယူချက်ကခိုင်မာတယ်ဒီလားသူ့ဘက်ကရှိတဲ့အတွေးကိုလည်း तू ကခိုင်မာတယ်ကိုယ့်ဘက်ကရှိတဲ့အဲချစ်ချင်းမေတ္တာကိုလည်း तू ကပေါ့နော်ရှုံချတယ်သူ့ပေါ်မှာဥမာစိတ်ပူတယ်လို့ဘာလို့ပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတကယ်ရှိတဲ့ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုလည်း तू ဘက်ကနေပြီးတော့အတိမတ်ပြုတ်တယ်ဆိုတာမျိုးလေးတွေ့ရတယ်နော်တခြားလူတွေဘာဖြစ်ပြောပေါ့နော်အဲ့စကားတွေကို तू သိပြီးတော့ခေါင်းနဲ့ထည့်မဲ့သူမျိုးတော့မဟုတ်ဘူးဒါကြောင့်မလို့ဖိုင်တူးလေးတွေနဲ့ အဖိုင်နူးလေးတွေရဲ့တစ်ဖက်လူကြားမှာရှိရဲ့ connection ကလည်းအဲသူ့အတွေ့ထဲမှာကိုရှိနေရဲဆိုတာပေါ့နော်တိတိပပတာအာတိနိုင်တဲ့အခြေအနေမျိုးလို့တွေ့ရတယ်ပေါ့နော်ဒါဆိုရင်ဒါကအာဖိုင်တူးလေးတွေအတွက် reading ဖြစ်ပါတယ် ဒါဆိုရင်ဒါက find the ring တွေအတွက်တပတ်လူရဲ့အတွေ့အထဲမှာကိုရှိနေလား အဲ့တော့ဖိုင်တူးလေးတွေအနေနဲ့ပေါ့နော်တစ်ဖက်လူရဲ့အတွေ့အထိမှာကိုရှိနေလားဖိုင်သရီးတွေအနေနဲ့ပေါ့နော်ရှိလားဆိုရင်ရှိလဲရှိတယ်မရှိလဲမရှိဘူးလို့ပြောလို့ရမယ်သိလားဘာလို့ဆိုလို့ရှိရင် तू ကပေါ့နော်လက်ရှိမှာနော်အတွေ့အထိမှာတော့ပေါ့နော် ကိုရှိရောရှိတယ်ဒါပေမဲ့လို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင် तू ဘက်ကနေပေါ့နော်ကိုပေါ့လေတော်တော်လေးတော့အဲတမို့ထားတဲ့စိတ်ရှိတယ်ဒါပေမဲ့လို့ तू ကပေါ့နော်သူ့ရဲ့အတ္တနဲ့ကိုနဲ့ရှင်တဲ့အခါကျလို့ရှိရင်သူ့ရဲ့အတ္တကိုပို့ပြီးတော့ပေါ့နော်အလိုရှိတယ် ပို့ပြီးတော့အမ်အယောင်တင်တဲ့ပုံစံမျိုးလေးတွေ့ရတာပေါ့နော်အဲ့တော့ကိုအကြောင်းတွေးမိတဲ့အခါတိုင်းမှာသူကပေါ့နော်ဒီမှာမြင်ရတဲ့လောက်ဆိုလို့ရှိရင်ဥမာတခြားတယောက်နဲ့ရှင်ပြီးတော့စဉ်းစားတာမျိုးစဉ်းစားတဲ့အခြေအနေမျိုးတွေလည်းမြင်ရတယ်ပေါ့နော်အဲ့တော့လူနှစ်ယောက်ရှင်ပြီးတော့စဉ်းစားတယ်လူနှစ်ယောက်ရှင်ပြီးတော့ယူတယ်ဒါမှမဟုတ်လို့ရှိရင်ဒီသုံးပန်းစာအခြေအနေတစ်ခုကို သူဒီလက်ခံထားတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင် အကယ်၍သူကိုကြောင်းတွေးလိုက်တဲ့အခါမှာပေါ့နော်ကိုနဲ့လာစကားပြောတာမဟုတ်ဘဲနဲ့တခြားလူကိုတွားပြီးတော့အရေးပေးတာမျိုးတခြားလူကိုတခြားလူနဲ့ပေါ့နော်စကားပြောတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဆိုတာမျိုးလေးတွေ့ထားတယ်အဲ့တော့သူရဲ့လောက်ရကကို့ပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်အဲကိုကိုပေါ့နော်အနိုင်ယူတဲ့လိုပုံစံမျိုးလေးတွေတိတ်မတရားတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်။ဘာလို့လဲဆိုတော့တကယ်တမ်းလက်တွေ့မှာကျတော့ဟောသူဥစားပေးတာကပေါ့နော် ကိုကို တွေးတယ်ဆိုလို့ရှင်ကိုရှိကိုလာမယ်ဒါပေမဲ့လို့သူဒီတကယ်လက်တွေ့မှာကြတော့ကိုကိုတွေးတယ်ဆိုပေမဲ့လည်းသူ့အတွက်ပေါ့နော်အကျိုးအမြတ်ပို့ပြီးတော့ရနိုင်တယ်ဒါတည်းတစ်ဖက်လူကပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲ့လိုအုံနောက်လည်းနည်းနည်းတုံးတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်စီးပွားရေး ဆန္နာတို့ဘာတို့ပေါ့နော်အဲ့လိုအုံနောက်လည်းနည်းနည်းပါသုံးတဲ့ပုံစံမျိုးရှိတယ်เนาะအဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့အခါကျတော့အကယ်၍ကိုတီသူ့နှလုံးသားကိုပေါ့နော်ဟိုနေရာယူရင်ယူထားနိုင်ရင်ယူထားနိုင်နေမယ်ကိုကသူ့ရဲ့ပေါ့နော်နှလုံးသားကိုပိုင်ဆိုင်ရင်ပိုင်ဆိုင်နိုင်မယ်ဒါပေမဲ့သူဒီတကယ်လက်တွေ့မှာကျတော့ဘာလုပ်လဲဆိုတော့ကိုကိုအာခယူမဆိုင်ဖဲနဲ့ကိုထက်စားလို့ရှိရင်ပေါ့နော်တခြားသူကို ဂယူးဆိုင်ပေးတယ်ဆိုတဲ့ပုံစံမျိုးတွေကိုဖိုင်တရီလေးတွေအနေနဲ့မြင်ရလိမ့်မယ်နော်လက်တွေ့မှာနော်လက်တွေ့မှာအရေးပေးတာကြတော့တခြားတယောက်စိတ်ထဲမှာရှိတာကြတော့တယောက်ဖြစ်နေတတ်တယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ဒီအခြေအနေမှာတစ်ဖက်လူသည်ဟောသုံးဝင်ဆိုင်အခြေအနေတခုပေါ့နော်အဲ့လိုသုံးဝင်ဆိုင်ကိုယ့်ကိုလည်းစိတ်ထဲမှာရှိရတာနဲ့ပေါ့နော်စိတ်ထဲမှာကိုယ့်ကိုထမ်းထားပြီးတော့ အဲတခြားလူနဲ့ connection ဖြစ်နေတာမျိုး တွေလည်းရှိရှိတတ်တယ်လို့ဒီမှာပြထားတယ်။ဘာလို့လဲဆိုတော့ဒလာဘာလည်းပါဆိုတော့ဘက်လူသည်လက်ရှိမှာတရားဝင်ပေါ့နော် official sign သူရှိနေတဲ့အခြေအနေမျိုးမှာလည်း findery လေးတွေကြုံတွေ့ရလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်။အဲ့တော့အာပြောရမယ်ဆိုလို့ရှိရင်သူဒီပေါ့နော်အာအခုလက်ရှိမှာပေါ့နော် find 3တွေရဲ့တစ်ဖက်လူကို find 3တွေကြည့်လိုက်မယ်ဆိုလို့ရှိရင် ပေါ့နော်သူဒီတစ်ဖက်တခြားတစ်ယောက်နဲ့ပေါ့နော်အဲ့လိုလုံထွေးနေတယ်တို့တခြားတစ်ယောက်ကို ပို့ပြီးတော့အရေးပေးနေတယ်တို့ပေါ့နော်အဲဘဝရဲ့ပေါ့နော်ဒီလူငွေရေးစီးပွားရေးကျန်းမာရေးနဲ့ပတ်သက်ပြီးအဲသူလုံးစီရရှိတဲ့ကိစ္စတွေကိုပေါ့နော်ရှေ့ကိုဇက်တိုက်ဇက်တိုက်လှုပ်သွားတယ်ဆိုတာမျိုးလေးတွေအာဖိုင်တရီလေးတွေမြင်ရလိမ့်မယ်သူကြည့်လိုက်လို့ရှင်ပေါ့နော်ကိုကိုပေါ့နော်ဟောပြန်ပြီးတော့ငဲကြည့်နေဖို့တောင်းမှာပဲအချိန်ရှိဘူးတို့သိလားအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်နော်ကိုကိုငဲကြည့်ဖို့အချိန်မရှိဘူး 음သူကိစ္စတွေကိုသူပေါ့နော်စတိုက်စတိုက်အဲ့လိုမျိုးလှုပ်သွားတယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ကိုဘက်ကသူ့ကိုအကဲဖြတ်မယ်ဆိုလို့ရှင်တော့သူကပေါ့နော်အလကားပါပေါ့နော်အဲငါရဲ့ငါရဲ့ life ကိုပေါ့နော်တသက်မှဟိုပြောမယ်ဆိုလို့ရှင်အကယ်ပြီးပေါ့နော်ဒီမှာဆိုလို့ရှင် find 3တွေရတဖက်လူပါလေ find 3လေးတွေကိုအော်စိတ်လှုပ်ရှားအောင်လုပ်တာမျိုးလေးပါလေးလည်းရှိကောင်းရှိခဲ့လိမ့်မယ်ဒါမဲ့တကယ်တမ်းလက်တွေ့မှာကြတော့ပေါ့နော်ရှေ့ကိုတိုးမလာဘူး တာလိုင်းနဲ့အဲ့လို stack ဖြစ်နေတဲ့အခြေအနေမျိုးတွေကိုလည်း find three လေးတွေအနေနဲ့တစ်ဖက်လူမှာပေါ့နော်တစ်ဖက်လူစီမှာကြုံတွေ့ရတဲ့အခြေအနေအနေထားမျိုးလေးတွေရှိလိမ့်မယ်နော်အပြင်မှာဆိုလို့ရှိရင်ပြောချင်တဲ့သဘောတရားနားလည်မှာချိုးရီဆိုလို့ရှိမှာကွာရှီလာမြောင်းဝေးလှုပ်လိုက်တယ်ဒါပေမဲ့လို့အဲ့ဒီအစ်စ်မှာပဲတာလိုင်းဖြစ်နေပြီးတော့ဟိုလည်းမရောက်ဒီလည်းမရောက်ပေါ့နော် relationship အတိကျဖြစ်လာဆိုတော့မဖြစ်ဘူးဒါပေမဲ့အဲ့မဖြစ်တဲ့အခြေအနေမှာတင်ပေါ့နော်ကိုယ်နဲ့လည်းအဲ့လိုတာလိုင်းဖြစ်နေပြီးတော့ နောက်ပြီးတော့အခါကျတော့တခြားတရပေါ့နော်တခြားတရနဲ့လဲသူ့ကိုပေါ့နော်တာယာနေတယ်လို့ပုံစံမျိုးကိုကိုကနေပြီးတော့မြင်ရတယ်ချို့ရဆိုလို့ရှိရင်အဲ့လိုတခြားတရနဲ့တီတီကြကြပေါ့နော်တာယာနေရဲ့ဆိုရင်အဲ့ဟာဘလို့ကြီးဖြစ်နေတယ်လဲဆိုတော့တစ်ဖက်လူကလေတချို့ကြတော့စိတ်အစာဖြေတဲ့ပုံစံမျိုးဖြစ်တယ်လို့လဲဒီမှာပြထားရသီးလားစိတ်အစာဖြေတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတာပေါ့နော် तू ကနာဟိုကိုနဲ့ပတ်သက်ပြီးတော့လေနာကျင်ရတယ်သီးလား ကိုယ်နဲ့ပတ်သက်ပြီးတော့နာကျင်ရတယ်ဆိုတော့ပုံစံမျိုးတွေလည်းသူ့ဘက်မှာရှိတယ်။အဲ့လိုနာကျင်ရတဲ့အတွက်ကြောင့်အဲ့ဒီနာကျင်မှုကိုဟိုအာယုံလွှဲဖို့တို့အာယုံဖြည့်ဖြောက်ဖို့တို့ဆိုတဲ့ပုံစံမျိုးနဲ့ကိုယ်နေရာမှာတခြားတစ်ယောက်ကိုအစားထိုးတယ်လို့လည်းအာ reading ရဲ့သဘောတရားကအဲ့လိုမျိုး စောင့်ကျင်းထားတယ်နော်။အဲ့တော့ကိုယ့်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ ဟိုအဲ့လိုမျိုးသူဒီတအခြားတယောက်ကိုပေါ့နော်အစားထိုးတယ်တို့ကိုကိုစကားလာပြောရမယ့်နေရာမှာကိုနဲ့မပြောဘူးတခြားလူကိုပြောတယ်တို့အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်ကိုဘက်ကသူ့ကိုကြည့်ပြီးတော့သုံးသပ်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဒီလူကပေါ့နော်တတ်တမတ်ငါရဲ့ဘဝတဲကိုဘာမှမဟုတ်ဘူးပေါ့နော်လာပြီးတော့ intro လေးဝင်ပြီးတော့အမိုက်လာဖြွားသွားတာပေါ့နော်တကယ် ဝရိယမရှိပါဘူး။ဘာညာဆိုတဲ့ပုံစံမျိုးပေါ့နော်။သူ့ကိုကိုယ့်ဘဝတည်းကိုတသက်မှတ်လာလာပြီးတော့စိုးသွမ်းသွားတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ကိုကအဲ့လိုမျိုးခံစားရနိုင်ခြင်းရှိတယ်။သိလား။ကိုဘက်ကအဲ့လိုခံစားရနိုင်ခြင်းရှိတယ်။ဒါပေမဲ့ကိုနဲ့ထပ်တူပဲသူလည်းမခံစားရဘူးလားဆိုတော့ခံစားရတယ်။အမှန်တကယ်ကျတော့ဖိုင်တရီတွေရဲ့တစ်ဖက်လူကဖြစ်နိုင်ကြရခုနပြောသလိုလေသိလားသူဒီတကယ်တမ်းကျတော့သူ့ရဲ့စိတ်မှာနာကျင်မှုဖြစ်နေရမျိုးရှိတယ်နော်အဲ့လိုနာကျင်နေတဲ့အတွက်နဲ့အဲ့နာကျင်မှုကိုတခြားတစ်ယောက်နဲ့ အအစားထိုးပြီးတော့ဖြည့်သိမ့်နေဆိုတဲ့ပုံစံမျိုးကို ပို့ပြီးတော့ဒီမှာလာပြီးတော့တွေ့ရတယ်သိလားနော်ဒါကြောင့်မလို့ fine 3တွေရဲ့တစ်ဖက်လူရဲ့အတွေးထဲမှာကိုရှိလာဆိုအတွေးထဲမှာလည်းရှိရင်နှလုံးသားမှာလည်းရှိရင်နော်ဒါမဲ့လက်တွေ့မှာကြတော့လက်တွေ့မှာကိုမရှိရအဖြစ်နေတတ်တယ်နော်အာ အချို့ဟိုဒရမာကိုရီးယားကားထဲရလို့ပေါ့နော်ဒီမှာစားပွဲမှာ ကိုဘေးမှာခုံတခုံလွတ်တယ်တကယ်တမ်းကိုထိုင်စီချင်တာကဟိုကိုစိတ်ထဲကမင်းသမီးရတတ်တတ်ဟုတ်တယ်မလားနော်ဥမာဇလန်းထဲမှာမင်းသမီးနှစ်ယောက်ပါမယ်ထားလိုက်ပါတော့နော်အဲမင်းသမီး A နဲ့မင်းသမီး B နဲ့ထားလိုက်တော့နော်တကယ်တမ်းမင်းသားသူသဘောကျတဲ့မင်းသမီးက အေးဆိုလို့ရှိရင် तू อ่ะအဲသူ့ဘေးမှာအေးကိုလာထိုင်စေချင်တာเนาะ तू မျောလင့်ထားတာအေးကိုဒါပေမဲ့လို့တကယ်လက်တွေ့လူတွေအမြင်မှာသူ့ဘေးမှာထိုင်နေတဲ့သူကအေးဆိုရဲမင်းသမီးမဟုတ်ဘူးဘီဆိုရဲမင်းသမီးဖြစ်နေတယ်เนาะအဲ့လိုမျိုးပေါ့เนาะဟိုလက်တွေ့တွေနဲ့ဟိုစိတ်နှလုံးသားတွေနဲ့อ่ะအဲ့လိုဟိုကိုလိုကလန်နေဖြစ်နေရမျိုးပေါ့เนาะကပြောင်းနေကပြောင်းနာဖြစ်နေတဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရလိမ့်မယ်เนาะ find the read တွေမှာအဲ့တော့တစ်ဖက်လူသည်အာ ဟိုသူစီလာမလားလို့မျှော်လင့်နေတာကကိုဖြစ်နေပြီးတော့တကယ်တမ်းသူရှိရောက်နေတဲ့သူမသူ့ဘေးမှာအဆင်သင့်ရှိနေတဲ့သူကကိုမဟုတ်တာမျိုးဖြစ်တတ်တယ်နော်အဲ့တော့သူ့ရဲ့အတွေ့အထဲမှာကိုရှိလားဆိုအတွေ့အထဲမှာလည်းရှိတယ်နော်စိတ်စိတ်တွေနှလုံးသားတွေဟိုစိတ်ကူးရှင်မှုထဲမှာလည်းကိုရှိတယ်ဒါပေမဲ့လက်တွေ့မှာပဲမရှိတာ တည်လားလက်တွေ့မှာမရှိရပုံစံမျိုးเนาะဒီမှာကြည့်ရသလောက်ဆို fine 3တွေတချို့ရေဆိုလို့ရှိရင်သူကတကူးတကကိုတချို့ကြရလဲပေါ့เนาะရည်ရွယ်ချက်ရှိရှိနဲ့ကိုယ့်ကိုပလစ်ထားပြီးတော့အဲ့တခြားတယောက်ကို အနားမှာခေါ်ထားတဲ့ဆိုပုံစံမျိုးကိုလည်းမြင်ရတယ်ဟုတ်ပါเนาะဒါဆိုလို့ရှိရင်ဒါက fine 3လေးတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့ fine 3လေးအဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ next reading တွေမှာပြန်လည်ဆုံးရကြမယ်เนาะ